ကောလုံးကို fighting မှာလို့တော့ပြောခြင်းနေပါတော့ဘယ်ရံမှာတော့မလွယ်ကူဘူးနောက်တစ်ခုကကြတော့အဲအခုလုံးမယ်ဆိုအခုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဒိုင်နေထဲမှာဆိုလို့ရှိရင်လည်းအဓိကကွန်ယိုအဝိုင်းတီစင်ပါတော့ဒါပြင်အဲမအင်းမြတ်သူပါတော့အကောင်လုံးကတကယ် professional တွေကြီးပဲဟဲ့ငါဘယ်လိုရှောက်နေလို့တော့ငါရှောက်တာငါမမြင်ဘူးလေနေရောနေရှောက်တယ်နေမြင်လို့လားဟဲ့ဘလိုဟာလဲမသိဘူးကဲလာချ ၄ရာကြာတယ်နေရတဲ့မျိုး၄ရာတဲ့မျိုးဟဲ့ကိုကတော့အရင်မပြောသေးရအခေါက်မတွေ့သေးလို့လားတော့မသိဘူးကောနော်ပြောတဲ့ခါကျရင်တော့ကိုလည်းကြမ်းကြမ်းခံအောင်တော့စူးစမ်းအောင်ကိုကအခုဒါတည်းမှာလုံးဝအာသက်သရောကြီးပြောနေတာကိုကတကယ်ပြောတဲ့ခါကျရင်ကိုလည်းဘလို့ရှေးဆက်ရမလဲဘလို့မျိုးအိုက်ကြလို့ရှိရင်ကိုကိုကိုဘလို့မျိုးစိတ်ထားရမလဲဆိုတော့တွေးကြည့်နေပါပြီပေါ့နော်အခု အဲဒီကတော့အဲကျွန်တော်အဲ့လိုမျိုးပေါ့နော်ရွှေချိုပြီးနေတဲ့ကျွန်တော် casting တိတ်ပြီးတော့ဝင်လေးဝင်ထားမရှိဘူးပေါ့နော်အဲဒီရွှေချိုပြီးကတော့ဒီ casting တခုပေါ်လာတော့ဒီ show light ကနေပြီးတော့လုပ်တဲ့ဒီဥစ္စာလေးပေါ့နော်အဲဥစ္စာလေးကနေပြီးတော့ကျွန်တော်တို့ဒီအဲနောက်ပြီးတော့ကျွန်တော် group ပေါ့နော်ဒီ academy ရွှေချိုကြီးပဲဖွဲ့ထားတဲ့ group ထဲမှာလည်းဒီလိုမျိုးအဲပို့ပေးရဆိုတော့ဒီလိုမျိုးပြင်လို့ရတယ် အဲဒီလိုမျိုးပါဝင်လို့ရရဲဆိုတာအကုန်လုံးကိုဒီအတိပေးလိုက်တာဖြစ်တဲ့ကြောင့်မို့အဲ့ရနေမျိုးကြောင့်ဝင်ပြန်ဖြစ်တာပါပေါ့ဟုတ်ဘရင်ကုံစိတ်လို့ရံမွေကျွန်တော်ကျတော့အဲ့လိုမျိုးတိတ်ပြီးတော့ဟိုပြောမလဲ အရင်ကြီးအဲ့လို pressure ပြီးရတယ်မပါဘူးကျွန်တော်ကျတော့အဲ့လိုဟိုကိုယ့်အနေကိုပေါ့နော်တကူမဟုတ်ရင်တကူကျွန်တော်ကအဲ့လိုမြဲနေစိတ်ပြန်ဖြေတတ်တယ်လို့မဟုတ်လားမသိဘူးပေါ့နော်ဒီလိုမျိုးပွဲ pressure တွေများလာပြီဆိုရင်ကိုယ်ကဘာလုပ်လဲဆိုတော့ကိုယ့်ကကိုယ်အဲ့လိုမျိုးအဲစိတ်ကိုတတ်တာရအောင်မယ်နီးလန်းနေပေါ့နော်အဲကိုယ်တချင်းနားထောင်တာတို့ဒါမှမဟုတ်အဲ့လိုမျိုးပေါ့ကိုယ်လုံးဝမဲ့ character ကိုကိုယ်ပြန်စင်းစားတာတို့ဒါမှမဟုတ်လည်းအခြားခြားစားတဲ့ကိုယ်လှုပ်ချင်တာလေးရှိရင်လည်းကျွန်တော်ကျွန်တော်ကျတော့ support ဖြစ်တာများတော့လေအဲ့လိုမျိုးစာရိုက်ပါဖြတ်ပြတ်တာပေါ့ ောเนาะအဲ့လိုမျိုးကိုနည်းနည်းလေး pressure ပြလာရင်တော့ဟုတ်အဲ့ဒီဥစ္စာတွေအကြောင်းအမတ်တရရှိရေပေါ့เนาะအမတ်တရကဘယ်လိုမျိုးလေးလဲဆိုတာကကျွန်တော်အဲ့ဒီဥစ္စာကို2023ပေါ့เนาะ2023ကျွန်တော်အဒီ academy ရွှေကြိုပြိုင်တော့ကျွန်တော်တရုတ်ဆောင်မှုလုပ်ခဲ့သေးတယ်တရုတ်ဆောင်မှုလုပ်ခဲ့သေးတော့ကျွန်တော်အဲ့တုန်းကရွေးချက်စရာနှစ်ခုရှိခဲ့ပါတော့ရွေးချက်စရာနှစ်ခုမှာကဒီဦးခင်လိုင်ရဲ့ဒီမရဲ့ကြောက်ရွာတွေကဒီအခန်းလေးပေါ့နော်ဒီဇဝင်ခန်းလေးရဲ့နောက်ပြီးတော့ကကျွန်တော်အခု ဲတာတေကြီးတွေကနေပြီးတော့ဒီကိုနေတိုးပေါ့နော်ကိုနေတိုးရဲ့ဒီအခန်းလေးရယ်ပေါ့အဲ့နှကန်းကိုကျွန်တော်ကျွန်တော်အတွက် try လုပ်ခဲ့ပေါ့နော် try လုပ်ခဲ့တော့ဒီကိုနေတိုးရဲ့ဒီတာတေကြီးကိုပဲကျွန်တော်ပြိုင်ပစ်ခဲ့ရယ်ပေါ့နော်ပြိုင်ပစ်ခဲ့တယ်2020ဒီမှာဒါပေမဲ့အဲကျွန်တော်2024မှာလည်းကျွန်တော်အဲ့လိုမျိုးပေါ့နော်ရွေးချယ်ခဲ့တယ်ဒီဦးခင်လိုင်ရဲ့ဒီအထမ်းမြင်ကြရေးဥစ္စာလေးကိုဒီ ြောမှာဆိုဒီကတ်လေးတကတ်ပေါ့နော်အဲ့ဒီကတ်လေးကိုကျွန်တော်ရွေးချယ်ခဲ့တယ်ဒါပေမဲ့လည်းအဲကျွန်တော်အဲ့လိုမျိုးဥပမာနော်ရှေ့မှာကျွန်တော်ရဲ့ရှေ့မှာ2ယောက်3ယောက်လောက်မှာဒီအဥ္စာလေးကိုလှုပ်သွားတဲ့လှုပ်ပြသွားတဲ့သူရှိတော့ကျွန်တော်အဲ့လိုမျိုးချက်ချင်းပဲကျွန်တော်အဲ့ဒီတခြားဟိုဟာကိုချိန်လိုက်ရတာပေါ့နော်အဲချိန်လိုက်ရတော့အဲ့ဒီတယောက်လှုပ်သွားရဲ့ဆိုတာလည်းအခုအပြင်မှာလည်းကျွန်တော်တငယ်ချင်းပဲပေါ့နော်တငယ်ချင်းဖြစ်နေတော့အော်သူကဒါလှုပ်သွားရဲ့ဆိုတော့ကကိုယ်ချက်ချင်းပြန်ချင်းရမှာသူနဲ့ကိုနေရလဲတိတ်မကွာဘူးလေဂျာထဲမှာနှစ်ယောက်လောက်ပဲရှိရဆိုတော့ချက်ချင်းကလည်းပွဲထဲမှာပဲကိုကတခြား ဒီဘယ်လိုပြောမလဲဒီ character တကူကိုပြန်ပြီးတော့ချိန်ရပါတော့ဇာတ်ဝင်ခံတကူချိန်လိုက်ရပါဟုတ် shut up ball ဆိုတာကလေအဓိကတော့ကျွန်တော်ကကျွန်တော် audition ဝင်လို့ရှိရင်ကျွန်တော်ရဲ့ပုံစံ type ကိုကကျွန်တော်ကြတော့အဲ့လိုမျိုးနည်းနည်းလေး cut တញ្ញန်တန်းတန်းသွားတဲ့တိုင်းကိုပါတယ်ပေါ့နော်အဲ့လိုမျိုး drama ပိုင်းကျွန်တော်တိတ်ပြီးတော့မလုတ်ဖြစ်ဘူးအဲ့လိုဟာသာပိုင်းပိုင်းတိတ်မလုတ်ဖြစ်ဘူးအဓိကတော့ကျွန်တော်တို့အဲ24ပေါ့နော်အခုကျွန်တော်ဒီနေ့ရွှေချို20 2024ရွှေချိုမှာဆိုကျွန်တော်တိပါလိမ့်မယ်အဲကျွန်တော်တရုတ်ဆောင်ခဲ့တဲ့အခန်းကြီးဆိုရှင်ဒါအလုံးကအဲကိုထွန်းထွန်းတို့နမင်းဒါဦးခန်းတို့ပါခဲ့တဲ့နေရာနေပြီးတော့ဒီမှာလုံးဝတကယ် ပြောမှဆိုရင်တော့ဒီဒီတော်ရွာလေးမှာပေါ့နော်ဒီလိုမျိုးလုံးဝယောက်ျားတယောက်ရဲ့ဒီမမနာနဲ့ဒီပြေစုံနဲ့ပေါ့နော်ဒီလိုဥစ္စာလေးကိုပဲကျွန်တော်ရေးပြီးတရုပ်ဆောင်လေးရှိရယ်နောက်ပြီးတော့ကျွန်တော်တင်တန်းမာကြီးလည်းဒီလိုမျိုးအဲတင်တန်းနေတက်တော့လဲဒီလိုမျိုးအဲ့လိုမျိုးပေါ့ဘယ်လိုပြောရမလဲဟိုကတော့ပေါ့နော်ဒီ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 မိမရှာ item ပေါ့နော်တချို့ကျတော့မိမရှာ item ဆိုလို့ရှိရင်ကျွန်တော်အဲ့လိုမျိုးတိတ်လှုပ်လေးလှုပ်ထားမရှိဘူးအဲ့ဒီကကျွန်တော်ဖြစ်ချင်တော့ကျွန်တော်စဉ်းစားထားတာကကျွန်တော်လှုပ်ပြမယ်ဆိုရဲဥစ္စာတစ်ခုဒါပေမဲ့အဲ့ဒီက ပြန်တွေးကြည့်လိုက်တာပေါ့နော်။အော်ငါဒီဇဝင်ကန်းလေးကိုငါတခါမှမလုတ်ခဲ့ဘူးဘူးငါဘယ် audition မှမပြိုင်ခဲ့ဘူးဆိုတော့ကโอเคငါဒီဟာလေးကိုလုတ်ကြည့်မယ်ဆိုပြီးကိုကိုကိုဒါ challenge လုပ်တဲ့အနေနဲ့ဒီမှာကိုကပြိုင်လိုက်တာပေါ့နော်ဟိုအရင်ဒါကိုအတွက်ဟိုကိုပြင်ဆင်ထားတဲ့ပြင်ဆင်ထားအချိန်မရှိပဲပေါ့နော်ချက်ချင်းအဲ့လိုမျိုးအတွေးလေးဝင်လာတာဖြစ်တဲ့ကြောင့်မို့ကိုကို challenge လုပ်ရင်းနဲ့ပဲဒီဇဝင်ကန်းလေးတရုပ်ဆောင်ဖြစ်ခဲ့တာပေါ့ထမ်းပင်ကြရေထမ်းပင်ကြရေချိုးတမျက်များခါတလေးလေးဟဲ့ ငါဘယ်လိုရှောက်နေလို့တော့ငါရှောက်တာငါမမြင်ဘူးလေနေရောနေရှောက်တယ်နေမြင်လို့လားဟဲလူဟာလည်းမသိဘူးကဲဒါကြလေးရကြတယ်နေရတဲ့မျိုးလေးရတဲ့မျိုး ဘယ်လိုမတ်ချက်ပေးလဲဆိုတော့အဲ့ဒါကြောင့်ကျွန်တော်လည်းတိတ်ပြီးတော့ဟိုဟာမဖြစ်ချင်ဘူးပေါ့နော်ဟိုမဖြစ်ချင်ဘူးဆိုတာကျွန်တော်အကြောင်းကြောင့်မဟုတ်ပါဘူးကိုကအဲတွေးလိုက်လို့ရှိရင်တခြားတစ်ခုဖြစ်နေတတ်ပေမဲ့အဲကိုညိုတို့တွေးအဲကိုကိုပြန်ပြီးတော့အဲ့လိုမျိုးမတ်ချက်ပေးတဲ့ဥစ္စာအဲတခုဖြစ်နေတတ်တယ်လေအဲ့လိုမျိုးကြတော့အဲကိုကကိုရဲ့ထင်မြင်ချက်ကိုပြောလိုက်ပေမဲ့အဲသူများရဲ့ထင်မြင်ချက်ကိုကဦးစားမပေးလို့ရောက်လာမှာပေါ့နော်အဲ့ဒါကြတော့ကြည့်ရှုရပြိသက်တွေပဲပို့ပြီးတော့တိမှာပါလို့ကျွန်တော်ပြောချင်ပါတယ်ခင်ဗျာကျင်းတဲ့တွေပေါ့နော်ကျင်းတဲ့တွေဆိုတာကကို့ကိုအဲ့လိုမျိုးပေါ့နော် အဲဘယ်လိုပြောမလဲအမှန်တိုင်းပြောရင်ဒီရလေးရလဲကိုတော့ကအဲဘယ်လိုပြောအမှတ်တရလေးတခုဖြစ်တာပေါ့နော်အမှန်တရားလေးတစ်ခုဖြစ်တယ်။နောက်ပြီးတော့ကဒီလိုမျိုးကိုဒီဟာဒီဇဝင်ငန်းလေးနဲ့အဲပေါ့နော်ဒီလိုထမ်းမြင်ကြရရွှေဥစ္စာလေးနဲ့တွဲမြင်မိလို့ရှင်တော့ပိုပြတော့ဝမ်းသာတာပေါ့နော်။ဟိုဥခင်လိုင်းတို့လိုမျိုးမဟုတ်ပင်မဲ့ကိုအဲ့လိုမျိုးလူနည်းစုပေါ့နော်တရားဥစ္စာတရားဥစ္စာသိရင်လောက်ပင်မဲ့ကျင်းတတ်ပါရဲ့ကျွန်တော်ကဘာလို့လဲဆိုတော့ကအဲလူတွေရဲ့ရှင်တွေကိုထိုးဖောက်ဝင်ရဖို့ဆိုတော့မလွယ်ဘူးလေ။အဲဒီလိုမျိုးအမှုပညာနဲ့ဆိုပိုတော်မှဆိုးသေးရပေါ့နော်။ကိုကအဲ အခုမှတက်တက်ဆဖြစ်တဲ့အဲဒါကြောင့်မလို့လူရဲခြင်းနဲ့ရောအဲ့လိုမျိုးဝုန်းတိုင်းဝုန်းတိုင်းနဲ့မဝင်ခြင်းဘူးကိုယ့်ရဲ့အရေးချင်းဖြည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 ်းချင်းစီပြပြီးတော့မှဝင်ရတာကိုယ့်အတွက်ပို့ပြီးတော့အတိတ်ပဲရှိရလို့ကျွန်တော်မြင်တယ်ပေါ့နော်ဟုတ်အဲဘော်ဝဲတကယ်ရင်တိုင်းအများကြီးပဲပေါ့နော်ကိုယ်နဲ့တည့်ရတူရတော်တော်များကြရဲ့အဲ့ထဲမှာဆိုလို့ရှိရင်တော့ဘလိုပဲဖြစ်ဖြစ်ပါကျွန်တော်ဒီကက်စတင်နေပါဝါခဲ့တဲ့လူတွေအတွက်လည်းကျွန်တော်အများကြီးခုံယူတယ် ဲဒါကတော့ကျွန်တော်ဒီ interview မှာမဟုတ်ဘူးပေါ့နော်ကျွန်တော်အပြင် reality အပြင်ဒီလိုမျိုး public မှာလည်းကျွန်တော်ပြောနေကြပါဘသူပဲပါတီဖြစ်စေမပါတီဖြစ်စေပါတဲ့သူတွေအတွက်ဆိုကျွန်တော်အမြဲလက်ခုပ်ကြည့်ပေးတယ်အမြဲနဲ့ဝမ်းသာပေးတယ်ဘာဖြစ်ဆိုတော့ကသူများကတလန်းပေါ်ရောက်နေတဲ့အချိန်ကိုကတလန်းပေါ်မရောက်လို့ဆိုပြီးတော့ကိုကဟိုပြောပြောမလဲစိတ်ကိုအဲ့လိုမျိုးဟိုမကောင်းတဲ့စိတ်ထားလို့မရဘူးလေနော်အဲကိုအတွက်ဒီဟာကကိုလိုအပ်ချက်ရှိသေးတယ်ဆိုပြီးတော့ဒါကိုကန်တရားက ခဏနေအောင်ဒါလေ့ကျင့်ရမယ့်အချိန်ပေါ့နော်သင်ယူရမယ့်အချိန်တွေရှိသေးတယ်ဆိုပြီးကိုယ်မရွေးချယ်ပေးတာပေါ့နော်အဲကိုယ်အတွက်အဲ့လိုမျိုးအခွင့်အလမ်းရောက်လာမယ့်ကန်ဒီယားကအကြောင်းတိုက်ဆိုင်လာပြီဆိုလို့ရှိရင်တော့ဘယ်လိုပဲဖြစ်ဖြစ်ပါကိုကဒီလမ်းကြောင်းပေါ်ရောက်သွားလို့ရှင်ကိုယ်အတွက်ပါနိုင်မယ့်အခွင့်အရေးတွေရလာနိုင်မယ့်အခွင့်အရေးတွေကသူ့အနေနဲ့သူတို့ဆောင်ကြိုနေမှာပါဟုတ်ကိုလုံးကို fighting မှာလို့တော့ပြောချင်တယ်ပေါ့နော်ဘယ်ရမှာတော့မလွယ်ခုဘူးနောက်တစ်ခုကကြတော့အဲအခုလုံးမယ်ဆိုအခုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီဒိုင်းနေထဲမှာဆိုလို့ရှိရင်လည်းအဓိကကွန်ယိုဘာရင်တီဆင်ပါနော်ဒါပြီးရင် အဲမအင်မြတ်သူပါနော်အကုန်လုံးကတကယ် professional တွေကြီးပဲမအင်မြတ်သူဆိုလို့ရှိရင်လည်းဒီတရုတ်ဆောင်ပိုင်းမှာမဟုတ်ကြောဒီ show တွေပေါ့နော်အဲ runway တွေမှာဆိုလို့ရှိရင်လည်းလုံးဝတကယ်အဲမထင်ထားရလောက်အရန်လာတယ်အရန်ကောင်းတဲ့လူနောက်ပြီးရင်ဒီစင်တို့ဆိုတာလည်းဒါပြောစရာမရှိဘူးပေါ့နော်ရှေးကအစဉ်ဆက်မာတဲ့လုံးဝတောက်လျှောက်တောက်လျှောက်လုံးဝတကယ်ကောင်းလာခဲ့တဲ့တရုတ်ဆောင်မျိုးကောင်းပေါ့နော်အမျိုးသမီးကောင်းတူဦး ဒါကိုညိုဆိုလို့ရှိရင်လည်းဒါလုံအောင်ပြောမယ်ဆိုလို့ရှိရင် creative writer ပေါ့နော် creative writer အာသူများနဲ့မတူတမူထူကြတယ်သူဒီလိုမျိုးမှာပြောမယ်ဆိုရင်တော့အမြဲတမ်း creative လုပ်နေရပေါ့နော်အမြဲတမ်းစဉ်းစားနေရသူတွေးနေတယ်တွေးခေါ်နေရအဲ့လိုမျိုးပေါ့နော်အဓိကတော့အဲ့လိုမျိုးတွေးခေါ်တာကြောင့်ကျွန်တော်တို့ကြာပို့ပြီးတော့သဘောကျတယ်။ဘာလို့ဆိုတော့အကိုကဒီလမ်းကြောင်းတစ်ခုကိုရှောက်မယ်ဆိုလို့ရှိရင်အမြဲတမ်းတသမတ်တည်းရှောက်တယ်ဆိုတာနည်းနည်းလေးပေါ့နော်ကိုကဘယ်လိုလုပ်ရင်ဘယ်လိုရနိုင်လဲဆိုတဲ့ဥစ္စာလေးကိုတွေးပြီးတော့ရှောက်တော့ကပို့ပြီးတော့လည်းအဆင်ပြေတာပေါ့နော်အဲ့အတွက်ကြောင့်မလို့ ်အကုန်လုံးတော့ပါသွားတဲ့တငယ်ချင်းတွေအကုန်လုံး fighting မှာလို့ပြောချင်ပါတယ်နောက်ပြီးတော့ဒိုင်နီရဲ့မချက်ပေးတဲ့ဥစ္စာတွေကိုလည်းကြံ့ကြံ့ခံနိုင်ပါစေလို့လည်းမျှော်လင့်ပါတယ်။ဟိုယောက်ျားလေးချင်းချင်းပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကယောက်ျားလေးတယောက်နဲ့တယောက်ကပြောလိုက်တဲ့စကားကအာကိုကိယူနာလည်းပါကောင်းပါနိုင်တယ်ဒေါသလည်းပါကောင်းပါနိုင်တယ်ကိုပို့ပြီးတော့ဖျက်မြောက်စေခြင်းနဲ့စိတ်လည်းပါကောင်းပါနိုင်တယ်ပေါ့နော်ဒီဟာကကိုကဘယ်လိုမျိုးလဲဆိုတော့ကအဓိကကအစောင်းညံကျွန်တော်ပြောသူပါပဲဘယ်ဟာပဲဖြစ်ဖြစ်ပါစိတ်ထားတတ်ဖို့ကတော့အဓိကပဲပေါ့နော် သူကငါ့ကိုဒီဟာပြောလိုက်လို့ငါကဒီလိုဖြစ်မယ်ဒီလိုပြောလိုက်လို့ငါကဝမ်းနေသွားမယ်ဒီလိုဖြစ်သွားမယ်ဆိုတော့မရှိဘူးပေါ့နော်အဓိကကဒီလိုမျိုးကိုတခုပြောလိုက်ပြီဆိုလို့ရှင်โอเคကိုကဒီတခုထဲမှာမှာကိုဘယ်လောက်ထိပြန်ပြီးတော့ယူနိုင်လဲကို့အတွက်ငါဒီတခုထဲမှာမှာဟိုကို့အတွက်ပြင်ဆင်မှုကငါဘယ်လောက်ထိပြန်ပြီးလိုက်လုံနိုင်မှာအခုအဲတခုမှာကျွန်တော်ဗျာဟိုအစိတ်ဖိုးလောက်ပလားအစိတ်ဖိုးလားဒါမှမဟုတ်အဲ0.5လောက်လားဘယ်လိုမျိုးလဲအမျိုးမျိုးပေါ့နော် ကိုကဟိုတခုခုကိုကိုပြောလိုက်တဲ့ဥစ္စာကိုကိုကအဲ့ဥစ္စာလေးကိုနည်းနည်းလေးတိတိလေးပြင်လိုက်မယ်ဆိုလို့ရှိရင်တစ်ဖက်ကပြောလိုက်တဲ့လူရဲ့စကားကလည်းကိုယ့်အတွက်တန်ဖိုးရှိတယ်လို့ကိုကလည်းပြင်လိုက်တဲ့အတွက်ကြောင့်မလို့ကိုကိုကိုလည်းကိုကပို့ပြီးတော့ self confidence ပုံမြင်လာတယ်ပေါ့နော်အဲ့လိုမျိုးတော့ကျွန်တော်တို့မြင်နေပေါ့နော်ဒါကကျွန်တော်တို့အဲ့လိုပဲတွေးနေကြပါပေါ့ငါရှောက်တာငါမမြင်ဘူးလေနင်ရောနင်ရှောက်တယ်နင်မြင်လို့လားဟဲဘလို့ဟာလည်းမသိဘူးကဲဒါကြ 400လေးကြားတယ်နေရတမျိုး400တမျိုးဟဲ့ကောမဒီဝါဒနာပါလို့လားဒါဒီဟာတာပိုင်းကိုပို့ပြီးတော့အားသာပြပါမယ်ဟုတ်ဒီလိုပါပဲပေါ့နော်ဒါဒါအခုမှဒီဟာလေးကအစလေးပဲရှိသေးတယ်တော့ကျွန်တော်မြင်နေပေါ့နော်နောက်ပိုင်းကျရွေးရှင်ဒီထက်ဒီထက်ခက်ခဲလာမယ့်အရာကြီးအများကြီးရှိလာနိုင်တယ်။အဲတော့ loop work ဆိုတာတော့အမှန်တမ်းပြောရင်တော့ခက်ခဲနေတဲ့အရာကြီးတစ်ခုပဲပေါ့နော်။ ဒီ ਾਇ ကြီးကိုကိုကပေါ့ပေါ့လေးတော့တွေးလို့တော့မရဘူးပေါ့နော်လို့ပါပဲကိုကအဲ့လိုမျိုးအရင်မပြောသေးရအခေါမတွေ့သေးလို့လားတော့မသိဘူးပေါ့နော်ပြောတဲ့ခါကျရင်တော့ကိုလည်းစဉ်းစားခံအောင်တော့စူးစမ်းအောင်ကိုကအခုဒါဆက်မှာလုံးဝအာသက်ဇီရောကြီးပြောနေတာကိုကတကယ်ပြောတဲ့ခါကျရင်ကိုလည်းဘလို့ရှေးဆက်ရမလဲဘလို့မျိုးအိုက်ကြလို့ရှိရင်ကိုကိုကိုဘလို့မျိုးစိတ်ထားရမလဲဆိုတော့တွေးကြည့်နေပါပြီပေါ့နော်အခု